ဟီယောဝလုံးဘဲမင်္ဂလာမနက်ခင်ဗဒီဇင်ဘာလနေ့ရက်နေ့ယမနပါယထူထရီမြောက်ကိုပထမဆုံးလူရင်းတူချင်းတင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel coaching ပဲပြီးကြည့်ရှုနေတဲ့သူငယ်ချင်းတွေအားလုံးကျေးဇူးများကြည်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့တတိယလေးတွေဆက်ကြရအောင်တနင်္သာရီတိုင်းကျွန်းစုမြောက်နေတွေ PDF အယောင်ဆောင်ပြီးငွေကြေးတောင်းခံနေတော့ကျန့်ဖွဲ့ပါတီမှမျိုးစိုးတီခေါင်းဆောင်တင်စု၏ ညီတဝင်းကွေးဖြစ်တူကျော်ဝင်းကိုအစင်ဖမ်းမိတော်လေခုခံထပ်ပြီးရပိကပန်းစီစင်ခွေတဲ့ဝတ်တီတီဆုံးခေချောင်းကျွန်းစုမြုပ်နေပီတုကကွေရဲ့အဖိတ်မှတရင်ထုတ်ပြန်ထားပါတယ်နိုဝင်ဘာလပိုင်းတွင်ကျွန်းစုမြုပ်နေကဘင်ကျေးရွာအောက်စုမိုင်းတွေးကျေးရွာတွင်နေထိုင်တော်ပီတုတအူးကို PDF အယောင်ဆောင်ကျော်ဝင်းစုတူက ငွေချက်နဲ့စကွန်နဲ့တင်းချင်းချုပ်တောင်းခိကြောင်ထူတောက်တောင်းခံမှုကိုကျွန်းစုမြုပ်နေပါကဖကလိတ်လန်စုံဆန်းစင်ဂျိုဝင်းခါထောင်းမှုစုတူကိုအရှင်ဖမ်းမိခိကြောင်တီစီရပါတယ်ထူတောက်ဖန်းစီရမိတော်တရခန်ဂျိုဝင်းခါထောင်းမှုဤထွတ်စုချက်များအရာလွန်ခေတောနှစ်ခတ်လောက်ကပင် PDF ပါကဖအယောင်ဆောင်ပြီး၎င်းအပါအဝင်စုစုပေါင်းလူ၅ဦးကတယ်လီဖုန်းဖြစ် ပန်စင်ချေရွာအောက်ချုပ်ရေးမှူးဝင်းလက်ထံမှငွေ725တင်းမိုင်းတွေးချေရွာမှငွေ729တင်းနဲ့တခြားသောချေရွာအတီတီစီအောက်ချုပ်ရေးမှူးများထံမှလည်းချင်းချုပ်ငွေတောင်းရနေချင်းဖြစ်ကြောင်းထွက်ဆိုခဲ့သည်ဟုသိရှိရပါသည်သူပင်ဘတ်တနေကျေရွာအောက်စုတေးဖြုံကျွန်းတွေလေချင်းချုပ်ငွေတောင်းခံရွေကျေရွာသားများကကြောက်လက်ပြီး ဝိပိပိငွေချက်လေးစီတင်းကျော်ပေးဆောင်ခေရကြောင်တခြားတော့ကျေးရွာအများစုတွေလည်းချင်းချုပ်တောင်းခံခြင်းများလောက်ဆောင်ခေကြောင်သိစီရပါတယ်ကျော်ဝင်းနဲ့အတူ PDF အယောင်ဆောင်ပြီးချင်းချုပ်ငွေတောင်းခံနေသူ၄ဦးဤအမိနဲ့နေရက်လိုက်စာများကိုလည်းကျွန်းစုမြုပ်နေပြီးတုကကွေရဲ့အဖွဲ့ကစစ်စေးချက်အရာတရှိထားပြီးအေးအေးယူမှုများဆက်လက်လောက်ဆောင်သွားမည်ဖြစ်ကြောင်သိစီရပါတယ် PDF အယောင်ဆောင်ပြီးမှအလှူခံတဲ့လူတွေလည်းအများကြီးရှိတယ် ပြည်သူတွေတတိထားကြပါလို့ဒီကနေ့ပြောဆိုချင်ပါတယ်ကျွန်တော်တို့နိုင်ငံမှာအယောက်မှဆုံးကချက်ဖွဲပါတီကိုထောက်ခံတဲ့အကောင်တွေပဲအခုလည်းချက်ဖွဲပါတီရဲ့မျိုးတွေဖြစ်တယ်အခုတော့ခွေးတေဝတ်တေတေဆုံးသွားပြီဆိုတော့ကောင်းလေတေတက်တင်နောက်တဲ့နိုဝင်ဘာလ30ရက်နေ့တွင်ပခူတိုင်းလက်ပတံမြုပ်နယ်ကျောက်တွင်းရွာလမ်းဆုံရှိအချမ်ဖက်စစ်တိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်ရာအချမ်ဖက်စစ်ကောင်စီစခွေးဖက်မှငါးကောင်ခွေးတေဝတ်တေတေဆုံးပြီးတနက်နယ်လက်တင်းစီရရှိခိကြောင် ခုတိုင်းစစ်ဌာနချုပ်ကထုတ်ပြန်ထားပါတယ်အလားတူနိုဝင်ဘာလ23ရက်နေ့ကလေကျူပင်ကောင်မြုပ်အဝင်ဂိတ်ကိုတော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်ပိတ်ခတ်တိုက်ခိုက်ခဲ့ရာသူရေအောက်ကျော်ရှင်ထွန်းအပါဝင်ဘျောဆိုတီငါကောင်ခွေတေဝတ်တီတေဆုံးပြီးလက်နက်တုံးလက်တင်းစီရရှိခဲ့ကြောင်းသိရှိရပါတယ်ကောင်လေးတေတတင်းနောက်တဲ့ဘမိုတွေတိတ်ပွေးများပင်ထန်နေချင်းနိုဝင်ဘာလ25ရက်နေ့ဘမိုမြောက်အခြေစိတ်ခမရ320မှ ဘူချီအောင်ကူကူမှာ KIA နဲ့ PDF တပ်များကပိတ်ခတ်လိုက်တော့စနိုက်ပါ GT မှန်ရွက်ခွေးတေဝတ်တီတီဆုံးသွားကြအောင်တီစီရပါတယ်ဘူချီအောင်ကူကူမှာအသက်28နှစ်အရွယ်ရှိပြီးစစ်တကတူအပစင်ချုပ်စီကျောင်းစင်ဖြစ်ကြောင်းစနိုက်ပါ GT မှန်တော့ဘူချီအောင်ကူကူမှာညာဖက်မျက်လုံးကြွထွက်ရမှာခွေးတေဝတ်တီတီဆုံးခေကြောင်းတီစီရပါတယ် ရင်းပင်နဝမ်ဘာလ30ရက်နေ့တွင်ကချင်ပြည်နယ်ဗမော်မြောက်နယ်အတွင်းစီဂျေးရွာများကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းဖြင့်နှစ်ရက်ဆက်ဘုံချေတိုက်ခိုက်ခဲ့ရာပြည်သူ၃ဦးသေဆုံးပြီးလူ30ကျော်ဒဏ်ရာရရှိခဲ့ကြောင်းဗမော်စကော့တင်ကတရင်ထုတ်ပြန်ထားပါသည်။သေဆုံးတဲ့ပြည်သူ၃ဦးနဲ့ဒဏ်ရာရရှိတဲ့ပြည်သူ30ကျော်အတွက်စင်ကောင်းပါဘူးထပ်တူအနေပါတယ်။ညာဖက်မြက်လုံးကျွတ်ထွက်သွားတဲ့ဘူကြီးအောင်ကူကူအတွက်ကောင်းလိုက်တဲ့တတိနောက်တဲ့ ပခုခုမြုတ်နေအေးကျွန်းရွာမှာရွေးကောက်ပွဲဝင်မဲ့အမတ်လောင်အဖမ်းခံရပြီးတဲ့နောက်ပြည်သူ၁၉ဦးကိုစစ်တပ်ကလာရောက်ဖမ်းဆီးသွားကြောင်းဒေသခံတွေကပြောပါတယ်။နိုဝင်ဘာ၂၈ရက်မနက်ပိုင်းကပခုခုမြုတ်နေအေးကျွန်းရွာကရွေးကောက်ပွဲဝင်မဲ့ပြည်သူပါတီအမတ်လောင်ဝေလင်းထက်အားလက်နက်ကိုင်အဖွဲ့တဖွဲ့ကဖမ်းဆီးသွားခဲ့ကြောင်းဒေသခံတွေကပြောပါတယ်။အမတ်လောင်အဖမ်းခံရပြီးနောက်အေးကျွန်းရွာကိုစစ်ကောင်စီတပ်တွေရောက်ရှိလာပြီး ဂျေးရွာနေပြည်သူ၅ဦးနဲ့အနီးကကျွေးတေကန္နာရွာကပြည်သူ၁၂ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေတာကမြကပြောပါတယ်တမတရတိထေပါသွားတဲ့တချို့ကတော့တိမ်30နဲ့ပြန်လွတ်တယ်ပြုံးတယ်ကျန်တဲ့သူတွေတော့မလွတ်သေးဘူးလို့ဒေတာခန်တူကပြောပါတယ်စစ်ကောင်စီရွေးကောက်ပွဲဝင်မဲ့အမတ်လောင်းကိုဘေးအဖွဲ့ကဖမ်းဆီးသွားတယ်ဆိုတာမတိရသေးပါဘူးအဖမ်းခံရတဲ့အမတ်လောင်းဟာရွာခံမျိုးစိုးထီးတွေနဲ့လေ ရန်ညွှန်ရန်စရှိတယ်လို့ဒေတာခန်တွေကဆိုပါတယ်တေချာရာကတော့မျိုးစိုးထီတွေပဲဖြစ်မယ်လို့ကျွန်တော်ကတော့ယူဆပါတယ်လူငယ်စကွန်းတို့အတွက်တော့စိတ်မကောင်းပါဘူးထတ်တူဝနေပါတယ်ဘီတူပါတီအမလုံးဖန်းသွားတာကတော့ဂျင်းနေပါတယ်ကောင်းခိတ်တဲ့တည်နော်တည်တရုတ်အစိုးရကျောင်းဝင်စစ်စစ်တီရှမ်းပြည်မြောက်ပိုင်းမှာမူမိတ်ကိုစစ်တောက်စုထံလွှဲပြောင်းပေးခြင်းအားမနှောက်ရှက်ရန်ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို တရုတ်အစိုးရကသတိပေးလိုက်ကြောင်းသိရပါတယ်။ AOT ထမ်းကလေးလာပြီးမှစုံစမ်းသိရတာဖြစ်ပါတယ်။အောက်ကတော့ဖတ်တော့ပါဘူးကြော်သွားမယ်။တုံငချင်းကြွေတီပီတာဖြစ်လို့အောက်မှာပဲပေးတော့မှာဖြစ်ပါတယ်။ TNLA ကအပိတခက်ရစေရေးကိုလက်မှတ်ထူတော့အခါ PDF များကထူမြုပ်များကိုဆက်လက်ကာကွယ်ရန်ဂျင်းဝါပီနော PDF များကိုကိုငွေမီဟု KIA ကလူတိစင်ကြပြောပါတယ်။ တောက်တော်မြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးတန်တမန်မစ္စတာတင်းစင်ကျွန်းဒီ KIA စစ်ဦးစီချောက်ဘူချောက်ကန်ဆောင်နဲ့ကူမင်းတွေနဝမ်ဘာလ20ရက်နေ့ကတွေးဆုံပြီးသူလွေပြောင်းမှုကိုမနှုတ်ရှိရန်တတိပေးသည်ဟုတတင်းကြီးများကပြောပါရယ်တောက်တော်ထူတတင်းကို KIA ပြုတ်ခွင့်ရသူဘူမှုကြီးနိုဘူးကငင်းဆန်ပြီးမူမိတ်ဒီ KIA အမှတ်34တရင်ဌာနချုပ်နဲ့နီးကတော့ကြောင့် KIA က PDF များကိုကူညီမည်ဟု ပြောပါတယ်။တယောက်ကဘလောက်ပဲပြောပြော KIA ကတော့ခရုစိတ်မှမဟုတ်ဘူး။အခုလည်းချတာပဲ KIA ။ခွေတယောက်တွေတယောက်လည်းကျွန်တော်တို့နိုင်ငံထဲမှာဝင်လို့ဆိုဘင်းကူဘင်းရမှာပဲ။ဘာများထင်လဲခွေတယောက်တွေမေးလို့တွေ။နောက်တရင်ရှမ်းမြုပ်မူမိတ်မြုပ်ဖက်စစ်ကြောင်းထူလာတဲ့စစ်ကောင်စီရင်တန်းကို KIA ပူပေါင်းတပ်တွေကကြက်ဖြတ်တိုက်ခိုက်လိုက်တဲ့အတွက်ရင်တန်းပြန်လေဆုတ်ကွာတော့တယ်လို့မူမိတ်ဒေသခံတွေက ပြောပါတယ်။ နဝမ်ဘာလ30ရက်နေ့ည9:00နာရီဝန်းကျင်မူကောက်ဖက်ကနဲ့မူမိတ်ဖက်ကိုဦးတည်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ရဲ့စစ်ကားကားစီကိုမူမိတ်မရောက်ခင်ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့တိုးလှန်ရေးတပ်ပေါင်းစုတွေကကြက်ဖြစ်ပိကတ်တိုက်ခိုက်ခဲ့တာကြောင့်ပြန်ခုတ်သွားတယ်လို့မူမိတ်ဒေသခံအမျိုးသားတို့ကပြောပါတယ်မူကောက်ကနဲ့မူမိတ်ကိုတွားတဲ့စစ်ကားကားစီကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကကြက်ဖြစ်တိုက်ခိုက်ပြီးမှမူကောက်မျိုးဖက်ကိုခွေပြီးဝတ်ပြီးမောင်းသွားတာဖြစ်ပါတယ် กองเลยเดแต่ดินนกตะดินสกายใจมิงจิมิโอนี่ป้าอภตาวันขันทอง CDM เซยงเอาจี ด็อกตาคินตูตูลุนโกเล่างานสัญญาสยินสยาดุยเนอคุณงวยจัดติงปองตงทองโจ เปียนอัดทันเยอตรวจอจริงจริงฮินันเคเปเมไม่ยาลกพันซีติงติงเคดาลกอเมียวตังงวยเยอสูยาเอ็นยูจีบีเทเยเนလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကဒီဇင်ဘာလတရက်မှာထုတ်ပြန်ထားပါတယ်။ ดอกตาคินตูตูลุนโกมิงกิมยอกเนปิตูลุงชงเยอภัยกะตินโตเจยวากะตุเซคัมมานวมบาตงเสยกะพันสิเคดาพิบาเรดอกตาคินตูตูลุนคะดอกตาตูซีดีเอ็มเซยงออหา2023 April 17ရက်ကနေ2024 September 19ရက်အထိမင်းကြီးမြုပ်နေပီတူအောက်6ရက်အဖွဲတာဝန်ခံတဲ့ပီတာဝန်ထမ်းဆောင်ခဲ့တယ်လို့ ပီတီရဲ့နယ်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကဒီဇင်ဘာတရထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တာဝန်ကနယ်ရနာပီချင်းမှာလုပ်ငန်းဆိုင်ရာစည်ရင်းစရာများယုံလုပ်ငန်းတုံးပစ္စည်းတွေနဲ့ငွေကြေးဆိုင်ရာကိစ္စတွေကိုမင်းကင်းမြုပ်နေပြီးသူအောက်ချုပ်ရေးအဖွဲ့လက်ရှိတာဝန်ခံထံလွှဲပြောင်းပေးဖို့တရဝင်းအချင်းချင်းတောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။ဒေါက်တာကင်တူတူလွန်ဟာမင်းကင်းမြုံနေပါအဖတာဝန်ခံအဖြစ်တာဝန်ထမ်းဆောင်စဉ် မင်းကမြုပ်နေပါအဖကနဲ့ငါရံပေးထားတဲ့ AK47 တနက်တလက်ကိုပြန်လေအနှံချင်းမရှိတလို့2024 January မှာဩဂတ်အထိပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့အခွင့်အရေးတုံးစေရခိုင်နှုံဖြစ်တဲ့ချက်တင်တုံးထောင်ကျော်ကိုပြန်လေပေးအပ်ချင်းမရှိလို့ရဇတ်ကြီးပုံမှ406400ကုတုံးနဲ့အမှုဖွင့်ထားခဲ့တယ်လို့အတည်ပြုထားပါတယ်အဲ့ဒီကိစ္စတွေဖြစ်ရှင်းဖို့နှင်းနဲ့ချပြီးနှိမ့်နိုင်ဆောင်ဆိုင်ခဲ့ပေမဲ့ လာယုံဟိနိုင်ဖီစင်ချင်းမရှိခဲ့ဘူးလို့ထုတ်ပြန်ထားပါတယ်ဒီတရင်ကတော့မနေ့ကဆိုဆိုဆစီမှာဗီဒီယိုဖန်တက်လာပြီပေါ့နော်လိုင်းပေါ်မှာပြတ်နှက်နေတယ်ပြီးသူအများစုကမင်းကင်း PDF တွေကိုအပစ်တင်ကြတယ်ကျွန်တော်ကဒီတရင်ကိုတင်လို့မရသေးဘူးဆိုပြီးမှစောင့်တယ်အခုတော့အပြီမှန်တွေအကုန်လုံးပေါ်ပြီပေါ့နော်ပထမဆုံးမှာမန္တလေး press media မှာ video file တွေနဲ့တက်လာတယ်။မဖြစ်တာလေလို့ဖတ်ကြည့်တယ်။ CDM Dr. Tutulun က local PDF တွေကိုတနက်3လ ေးခေဖူတယ်လို့ဆွဆွေးချက်နဲ့ဖန်တယ်လို့ရေးထားတယ်။သူတို့ဖန်နီဖန်ပုံတွေကိုကျွန်တော်ကြည့်တယ်။တငယ်ချင်းတွေလည်းကြည့်ပြီးသားဖြစ်မှာပါ။ဖန်တင်ပါတယ်မလိုက်ချင်လည်းအဲ့လိုမျိုးဖန်ရပါပဲ။ဥပဒေနဲ့မငှိရင်တော့ဖန်ကိုဖန်ရမှာ။လူမဆန်မှုနဲ့ဖန်တယ်လို့ပြောလို့မရဘူး။ဥပဒေမလိုက်နိုင်ရင်တော့ဖန်ရမှာပဲ။သူတို့ဖန်တဲ့ချင်းမှာရိတ်နှက်တာတစ်ခုမှမပါဘူး။မလိုက်ချင်တော့အဆွေးရမှာပဲလေဆွေးဆွေးတင်တယ်။ ဒေတာဆိုရင်တော့ကျွန်တော်တို့ပထမဆုံးပဒူးစောတော်နေပြောသွားတာကိုတစ်ချက်လောက်ရှုကြရအောင်။ဒီငွေလင်ကိုင်းတက်ဖြတ်တဆူတာအတိတ်ကကြားတဲ့ဟာတော့သူတို့သုံးပေါ်လာမှာ။ဒါပေမဲ့အဲ့ဒါကိုမစစ်ဆေးဘနာအိုက်ပစ္စည်းပစ္စည်းအားလုံးဖြစ်စီလိုက်တဲ့နောက်မှာအဲ့ဒီဖြစ်စီတဲ့လူတွေကဘလောက်အထိဒီကိစ္စနဲ့နဲ့နဲ့ရှင်းရှင်းပေါက်တဲ့နေဆိုရှင်းလာပဲလေ။ ကျွန်တော်တို့ကရှင်းလေးပဲဒီဟာတခုမှမဖြစ်ဘူးအကုန်လုံးတက်တင်တက္ကရာပေါ်လာတဲ့အထိသစ်ဆေးမဲ့ဆိုတာတေချာသိမ်းထားပြီးတော့တခါတည်းတောင်းရှိတဲ့လူတွေလူလက်လွှဲပေးလိုက်တာအထူးသဖြင့်ကြွန့်ကျင်တဲ့လူတွေကိုလွှဲပေးလိုက်ရဆိုတာအဲ့ဒါရှင်းရှင်းလေးပဲဘသူနေပြဿနာကောင်းလဲဘသူကနေပြဿနာမဟုတ်ဘူးလဲဆိုတာရှင်းရှင်းလေးမြင်နေရတာပဲရှေ့ဝေးလျှောက်ကြည့်ကြအောင်လို့ပဲတကယ်တော့အရေးပါရာရောက်တဲ့ဟာတွေတကယ်လို့လူအချင်းတဲ့ကိုယ့်အချက်လက်တွေကြပြီးဆိုရင်ဒီဟာကြီးကဘယ်မှာမထားလဲ ကျွန်တော်စိတ်သဘောနဲ့ဆိုကိုဒါတယောက်ချင်းရဲ့စိတ်သဘောနဲ့ဆိုကိုလှုပ်လိုက်မှာတော့ဒီကကိုတယောက်လည်း300ရှိတစ်လုံးနှလုံးပြည်မသုံးပါဘူးဒီထက်များတဲ့ဟာလူများတွေအကျိုးရှိမဲ့ဟာကိုကျွန်တော်စဉ်းစားဖို့လိုတယ်အကူကပဲအဲ့လိုမှဖောက်ပွဲခါရင်တက်တည်တရကနေအကုန်လုံးပြောက်အကုန်လုံးမင်းချစ်ဖြက်စီဖောက်ပွဲပလိုက်တယ်ဒါကြီးကဟုတ်မှာမဟုတ်တော့တာကြီးအဲ့ဒါကြောင့်မလို့ကျွန်တော်ပြောချင်တာတော့ဘာဖြစ်ဒါကဒါ စောအဲ့လိုပြောဦးတော့စောသေးတယ်ဒါတော့ဆုံးကြတော့ဘယ်လိုဖြစ်တင်လဲဆိုရင်တယောက်ရဲ့ဟိုဆုံးဖြတ်လို့လည်းရတဲ့ကိစ္စမဟုတ်ဘူးအဲ့ဒါတွေကအကောင်းဆုံးဖြစ်ပဲတကယ်ဒီလိုကိစ္စမျိုးရှင်းသွားပြီးတဲ့နောက်မှာတော့ဒီပစ္စည်းတွေအများကြီးသုံးလို့ရပြီဆိုပညာရေးအတွက်သုံးလားကျောင်းသုံးလားသုံးလားအများကြီးကြိုးရှိတာပဲလှုပ်လို့ရတဲ့ကိစ္စတွေတပုံကြီးအဲ့ဒါတွေကမဟုတ်ပဲနဲ့ဒီလိုမျိုးဖြတ်လန်းနေတဲ့ခါတည်းဟိုအစာဖြောက်တဲ့နီးနဲ့လှုပ်ရဲဆိုတာလုံးဝမဖြစ်သေးတဲ့ခါပဲဟုတ်တယ်နော်ပရိုဆော့တိုရင်ပြောတာတအားမှန်တယ်နောက်ဆုံးတော့ဖြေပေါ်လာမှာပဲဘသူကတရခံလဲဆိုတာကိုတော့ အမှန်ဆုံးစကားပြောသွားတဲ့ပရူဆိုတိုနီလေးစားပါတယ်ကေဒါဆိုရင်တော့ not video ဦးလှိုင်ဝင်းတစ်ချက်လောက်ရှူကြရအောင်ကျွန်တော်တို့တော်လိုင်းရေးတပ်ဖွဲ့တွေကိုဆက်အနာရှင်ကလည်းတရုတ်နဲ့ပေါင်းပြီးတိုက်တယ်အမေရိကန်ကလည်းလာတိုက်နေတာမဟုတ်ဘူးလေကျွန်တော်တို့ဒီတစ်ဖက်တည်းပဲရင်ဆိုင်နေရတာစီးရီးယားမှာရှိတဲ့အခုလက်ရှိသမရဖြစ်သွားတဲ့အဖွဲ့တွေကနှစ်ဖက်လုံးရဲ့တိုက်တာကိုခံရတာဆက်အနာရှင်ဖြစ်တဲ့အာဆက်စီးရီးယားအာဆက်ကိုရုရှားနဲ့အီရန်တို့ကတစ်ဖက်ကတိုက်တယ်အမေရိကန်နဲ့မဟာမိတ်တွေက အကြမ်းဖက်မှုတိုက်ဖြတ်ရင်းနဲ့တစ်ဖက်နှစ်ဖက်ညက်ပူညက်ပတ်တိုက်တာတောင်သူတို့တောက်ခံခဲ့တယ်။မိမျိုးစုံနဲ့သူတို့ရှင်သန်မှုစ조사တယ်။အပေါ်မှာရက်တီလို့မရရင်အောက်မှာနေတယ်။မိမျိုးစုံနဲ့သူတို့หนีခဲ့တယ်။ကြွက်တီလို့ပဲหนีခဲ့တယ်။အခုသူတို့သူတို့မလျှော့တော့ဆွဲလို့တာတွေဒါတွေအားလုံးဒီသူတို့ပြည်သူရဲ့ထောက်ခံမှုတွေသူတို့ပြည်သူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုတွေသူတို့ပြည်သူရဲ့အားပေးမှုတွေကြောင့်သူတို့ရက်တီခဲ့တာလीအခုကျွန်တော်တို့ဆိုရင်စစ်တပ်နဲ့ဒီပြူစောတီနဲ့ တရုတ်ကလည်းပေါ်တင်ပါသေးတာတော့မဟုတ်ဘူးဘဲတိုက်နေတာဒီဘက်ကအမေရိကန်ကျွန်တော်တို့ကိုဝင်မတိုက်နေပါဘူးကျွန်တော်တို့ကတစ်ဖက်သက်ပဲတစ်ဖက်တစ်ဖက်ချင်းပဲတိုက်နေရသေးတယ်အကြောင်းမလားလို့အကြောင်းအကြောင်းကြောင့်ပြန်ဆုံးရတာပဲရှိတယ်ဒါပေမဲ့အခုပဲကြည့်ဒီနေ့ပါဆိုမျိုးပြန်ကနေသူတို့ထွက်လာရင်ကိုကအစင်းစင်းနှောရုံပဲဆုတ်ပြန်ခတ်ချလို့ရနေတယ်ဘာကိုကြည့်ပြီးကျွန်တော်တို့ကဘာကိုစိတ်သက်ကြနေလားပြောချင်တာကကျွန်တော်တို့ဒီ မကြဆုံးသွားဘူးအဖွဲမဲ့ပြတ်သွားဘူးကိုလက်နဲ့ကိုလက်ထဲမှာပဲရှိဖို့ကိုတက်ကိုရင်ကကိုတီဆောက်ထားဘူးကိုရင်ကကိုတီဆောက်ထားဘူးကိုကိုလုံနေတဲ့ခေါင်းဆောင်များရဲ့စကားကိုနားထောင်ပြီးအဲ့ဒီခေါင်းဆောင်များကလည်းမှန်မှန်ကန်ကန်လီဒါရှစ်စကေးတွေနဲ့အတူဥဆောင်မှုပေးပြီးပြည်သူပတ်ဆိုင်တွေကိုအလွဲသုံးစားမလုပ်ပဲထိထိရောက်ရောက်အင်အားတွေတိုးချဲ့ထားဖို့အင်အားတွေဖြည့်ဆည်းထားဖို့အစင်းသင်းစောင့်နေဖို့တို့မို့လေတနေရာမှာရှင်းသင်ခိုင်းထားဖို့အချိန်နဲ့အခွင့်အရေးအချိန်အခါပေးတာနဲ့ကျွန်တော်တို့ဒီ ုံတိုင်းဖုံတိုင်းနဲ့မြန်မာနိုင်ငံကိုလေမင်းအောင်လှိုင်တို့အကြောင်းတစ်ခုနဲ့ပြေးရပြီဆိုပါစို့တော့မလဲတရုတ်ကအကြောင်းတစ်ခုနဲ့မင်းအောင်လှိုင်တို့ဘက်မပြေးတော့ဘူးဆိုပါစို့ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေရဲ့အနေထားရကချင်းစကိုင်းကနေဖိလာလို့ရတယ်အေအေကအေယာဝတီကနေဖိလာလို့ရတယ်ချင်းကမကွေးကနေပြီးတော့ PDF တွေနဲ့ပေါင်းပြီးတော့အောက်ကိုချင်းလာလို့ရတယ်ဒီဘက်ကရင်နီကနေပြည်တော်ကိုဖျက်လို့ရတယ်ရှမ်းဖွဲ့တွေနဲ့ပလောင်ဖွဲ့တွေကိုကန့်ဖွဲ့တွေက အဲ့ဒီကတော့လာရှိုးလန်းကနေပြီးတော့မန္တလေးကိုဖြတ်ဆင်းလာလို့ရတယ်။ကရင်အဖွဲ့တွေနဲ့တင်းနာကြီးအောက်ကအဖွဲ့တွေကကနာတော်ကနေပြီးတော့စစ်တောင်းမြင်းဝမ်းကနေပြီးတော့မွန်ပြည်နယ်ကနေကြိုက်ထူဝမ်းနေစဉ်ဘကိုးကိုဖြတ်ပြီးရန်ကုန်ထောင်တက်လာပြီးနေပြည်တော်ကိုသွားလို့ရတယ်။ကျွန်တော်ယုံကြည်တယ်။စီးပြားဖြစ်စဉ်အာဖဂန်ဖြစ်စဉ်တွေနဲ့ကြည့်ပြီးအချင်းတွေအကြောင်းအရာတစ်ခုအဲ့ဒီတိုင်ကျွန်တော်တို့အခွင့်အရေးရခဲ့တယ်။ကိုယ့်ဘက်ကလည်းအဆင်သင့်ရှိနေတယ်ဆိုရင်နေပြည်တော်ကိုသိမ်းဖို့ဟာကျွန်တော်ရင်တပတ်မကြဘူး။ ကျွန်တော်တို့ကပို့ပြီးတော့နီးစပ်တယ်ဖုန်တိုင်းဖုန်တိုင်းဖုန်တိုင်းနဲ့တမျိုးပြီးတမျိုးတိမ့်လာလိုက်မယ်အဲ့ဒီချိန်မှာသူတို့ဘက်ကအကြောင်းအကြောင်းကြောင့်သူတို့ဘက်ကစစ်သားတွေပြေးပြီးဟိုအာဖဂန်မှာပြေးသလိုအကြောင်းအကြောင်းကြောင့်သူတို့စီကတိုက်လေရင်မှုတွေလည်းဘုံလာမကျေတော့ဘူးအကြောင်းအကြောင်းကြောင့်သူတို့တွေလက်နဲ့ချပြီးစွန့်ပြီးဆိုရင်အဲ့ဒီသူတို့နေရာကိုအစားထိုးမယ်ကျွန်တော်တို့ကတက်တယ်ကဘုံ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 နဲ့ဝင်အဲ့ဒါဆိုရင်အဲ့လိုမျိုးဝင်ဖို့အတွက်တိုင်မြင်ခေါ်ပြီးဆိုရင် chain of command ဆိုတဲ့တူရီရဲ့စကားကိုနားထောင်ပြီးကဲစပြီးဆိုရင် ကချင်စစ်ကြောင်းလဲဆင်းလာရမယ်။ရခိုင်စစ်ကြောင်းလဲထိုးလာရမယ်။ကြလားတော့ချင်းစစ်ကြောင်းနဲ့ APDF တွေလဲထိုးရမယ်။ KND စစ်ကြောင်းလဲထိုးရမယ်။ရှမ်းနဲ့ဒီကြလားတော့ကိုကံဝရှမ်းမြောက်အဖွဲ့တွေလဲစစ်ကြောင်းထိုးရမယ်။ကြလားဒီဘက်က KNU နဲ့သတင်းလိုက်စစ်ကြောင်းလဲထိုးရဒပြိုင်နဲ့ထိုးရမှာ။ဒါဆိုရင်ပါလေကျွန်တော်တို့မှာတာလီဘန်ဒီချင်းတော့ကွန်မန်တစ်ခုပဲရှိတယ်။ကြိုက်ကြိုက်မကြိုက်ကြိုက်ซีเรียมาแฟชั่นบ้องเหมี่ยวๆสัวရှိတယ်လက်နက်ไก่အဖွဲ့တွေအမေရိကန်ပေးတာလက်နက်ရှိတယ် တူရကီပြည်ထောင်လက်နဲ့ရှိတယ်အများကြီးမှာသူတို့မှာအဖွဲ့တွေကွဲနေတာဒါပေမဲ့အဲ့ဒါကိုတူဦးတဲ့ဖြစ်တဲ့ခါမှာအချိန်တစ်ခုကြာလာတဲ့ခါမှာအချင်းချင်းပြန်မတိုက်ဘူးမရရအောင်ဒီအာနာရှင်ကိုငါတို့မောင်းထုတ်ပြီးမှငါတို့နောက်သလန်နောက်ရှင်းမယ်ဆိုတဲ့ပုံစံနဲ့ကဘာကြီးကဝရမ်းပြေးလို့သတ်မှတ်ထားသောခေါင်းဆောင်ကူတော်မျက်စိစုံမှိတ်ပြီးတော့ခေါင်းဆောင်တင်ပြီးတော့ဆက်သွားလိုက်တဲ့ခါမှာဒီနေ့အဆက်ကိုမောင်းထုတ်နိုင်နိုင်ပြီးအစိုးရတစ်ဖွဲ့ဖြစ်တယ်ပြီးမှသူအချိန်တန်သူဆင်းပေးပါပဲဂျာပြအစိုးရပဲကြီးတာ ဒါဆိုရင်ဒီသင်္ကန်းစာအရာကျွန်တော်တို့ကဘာမှအားငယ်နေစရာလည်းမလိုသလိုဘာမှလည်းစိတ်ပြတ်နေစရာလည်းမလိုဘူးကျွန်တော်တို့အရေးကြီးတကြီးလိုနေတာက ကျွန်တော်တို့ရှိတဲ့အင်အားတွေအစင်သစ်ဆောင်ရန်သူကိုတတ်နိုင်သမျှရင်ဆိုင်ကိုတိုက်အင်အားတွေကိုလက်သွေးတာအင်အားတိုးချဲ့အောင်လုပ်တာအရေးချင်းပြည့်အောင်လုပ်တာကိုတိုက်နိုင်မဲ့လမ်းကြောင်းတွေအားလုံးကိုရှာတာလေ့ကျင့်တာသင်တန်းတွေပေးတာအသိပညာတွေပေးတာဘယ်လမ်းကြောင်းတိုက်မယ်ဘယ်ဖြူအောင်သွားမယ်အစင်သစ်လုပ်တာ ရတဲ့နေရာကိုဝင်တိုက်မယ်မရရင်အစင်သေးဆောင်မယ်တက်ဖြောက်ထားမယ်တို့ဒီမမြေအောင်မှနေမယ်အဲ့ဒီချိန်မှလဲကျွန်တော်တို့ဘက်ကဆွဲမလျှော့ပဲဆက်နေတယ်လို့ဒီဘက်ကလည်းရန်သူကိုထွက်ပြေးလို့ရအောင်ဤမျိုးစုံနဲ့ဖိအားဆက်ပေးနေမယ်စီးရီးယားဖြစ်စဉ်လို့ပေါ့နော်အာဖဂန်ဖြစ်စဉ်လို့အချိန်တစ်ခုရလာတဲ့အခါမှာကိုယ့်ဘက်မှာအစင်သေးရှိနေရင်ဒီမြောက်လိုက်တက်တဲ့မြို့သိမ်းတာအာနာရှင်ကို မြို့ဖြုတ်တာတပတ်စရဲပဲကြတယ်ဒါဟာစီးရီးယားဖြစ်စဉ်နဲ့ အာဖဂန်ဖြစ်စင်မယ်ပြောတော့တာတွေရတာတအားကောင်းပါတယ်ဒါပေမဲ့ MNDAA နဲ့ထင်းနေရတွေကတော့တကယ်ဆိုမလားတော့မသိဘူးဒါပေမဲ့တရုတ်မပိုင်တော့ဆိုမှာပဲအခုချိန်ထိလဲ TNLA နဲ့ MNDAA ကတကယ်တန်းကြတော့စစ်ခွေးတက်နေတော့မတိကျပါဘူးခြေလည်းမခြေနဲ့ပါဘူးတရုတ်ကိုကြောက်လွန်းလို့မှန်ဆိုရင်တော့ကြည်ရဆွေတော့ now video CDM Sia Win Doctor Kintu Tu Run Kaisan ne patapi ye me tiyo pyo twa ra ko ti chat law shu cha ya aw ဒီဗီဒီယိုဖိုင်ကကြတော့ main game မှာရှိတဲ့အာ CDN ဆရာဝန်မကြီးပေါ့နော်ဒေါက်တာခင်တူတူလွင်ကိုဒီမြို့နယ်ရဲ့ပါလာဖာတပ်ဖွဲ့ရာဦးဆောင်နေပြီးတော့ပကဖိုင်နဲ့ပေါင်းပြီးတော့မှလာရောက်ပြီးတော့မင်းမဲဆိုင်ချက်ဆန်နဲ့ဖန်စီထိထိသွားတဲ့ဗီဒီယိုဖိုင်ပဲဖြစ်တယ်ပေါ့နော်အဲ့တော့အဲဆရာမကြီးကအရင်တော့ဆိုလို့ရှိရင်အဲ့မှာနေပြီးတော့မှပြည်သူလူထုတွေရောတလွင်ရဲဘော်တွေရောမှအတက်နိုင်ဆိုကျမ်းမကြီးဝန်ဆောင်မှုစောက်ရှောက်မှုတွေရောအတက်နိုင်ဆိုပေးနေတယ် CDN ဆရာဝန်မကြီးတယောက်ဖြစ်တယ်ပေါ့နော် ဆရာမကြီးဒေါက်တာခင်တူစုလင်းဟာပေါ့နော်ဒီမတိုင်ခင်မှာဆိုရင်လွန်ခဲ့တဲ့ရက်ပိုင်းတုန်းကအမေကမင်းကင်းမှာရှိတဲ့ရွှေမျောကိစ္စနဲ့ပတ်သက်ပြီးတော့ speaker တစ်ခုလုပ်ခဲ့ပါတယ်မင်းကင်းမှာအဲ့ဒေါ်လင်းတက်ဖွဲ့တွေကပေါ့နော်ပြည်သူလူထုရဲ့စိတ်ဆန္ဒမပါဘဲတဲ့ဥမာသူတို့တွေကရွှေမျောကိစ္စကိုစတင်ပြီးတော့အကောင့်ထဲပို့ခဲ့ကြပါတယ် အဲ့လိုမျိုးအကောင့်တွေပိုလိုက်တဲ့ကြောင့်မလို့အဲ့မှာရှိတဲ့ data ကပြည်သူလူထုတွေဟာအဲ့ဒါကိုသဘောမချလို့ဆိုပြီးတော့မှဆန္ဒပြကြပါတယ်ဆန္ဒပြရလားဆိုပြီးတော့မှအဲ့ဒီရတော်လင်အစုအဖွဲ့တွေကအဲ့ဒီဆန္ဒပြရတဲ့သူတွေက၃ဦးကိုထိသိမ်းထားပြီးတော့အခုချိန်ထိလည်းပြန်လွတ်ပေးခြင်းမရှိသလိုတိကျတိကျဖြည့်ရှင်းတဲ့ဖြည့်ရှင်းချက်တွေလည်းလောဝကြီးကိုမထုတ်ပြသေးပါဘူး အဲ့ဒီ speaker ကိုအမေကလုတ်လုတ်ကလေးကနေပြီးတော့မဆီယာမကြီးကအမေကိုလာရောက်ပြီးတော့ဆက်တွေ့ပြီးတော့မယင်ဖွင့်ပြောဆိုခဲ့ပါတယ်အမေကလည်းဆက်တွေ့ရှိခဲ့တယ်ပေါ့နော်အဲဒီကိစ္စကို तू ကလည်းသိတယ်ဆိုတော့အကြောင်းရယ်ပြီးလို့ရှိရင် तू ဘက်မှာဖြစ်နေတယ်ဆိုတော့အကြောင်းရယ်ပြီးလို့ရှိရင် तू လည်းမကြိုက်ဘူးဆိုတော့အကြောင်းကို तू လည်းပြောဖြစ်ပါတယ်ပြီးလို့ရှိရင်နောက်တစ်ခုကကြောက်ဆီယာမကြီးပြောတဲ့ထင်မှာပါသွားတာဘာလဲဆိုလို့ရှိရင်ဆီယာမကြီးကလည်းအဲ့မှာနေပြီးတော့ပေါ့နော်သူတို့အဲ့လိုမျိုးအလုံးလုံးနေတာအဆင်မပြေတာတွေအချိုးမပြေတာကို तू က တော်တော်များများကိုပြောဖြစ်ပါတယ်အဲ့လိုပြောလို့လေသူ့ကိုချိန်ချောက်နေတာဒီတတ်မယ်ဆိုတဲ့အကြောင်းတွေနင်ထုတ်တယ်ဆိုတဲ့အကြောင်းတွေကိုထအမြဲတမ်းခံနေရတယ်ဆိုတဲ့အကြောင်းလည်းအမေရောလာရောက်ပြီးတော့ရင်ဖွင့်ဖြစ်ပါတယ်အားနဲ့အမေရလည်းသူ့ကိုအဲ့ဒီမင်းကင်းဆောင်နဲ့ပတ်သက်ပြီးတော့ station ဆက်လုပ်ဖို့ရေးပြီးလို့ရှိရင်လည်း GU site နေဖို့ရေးမာပြီးတော့နောက်ဒီ၃လရဲ့အတွင်းမှာပဲပေါ့နော်ဒီနွေမှာ30ရင်းနေမှာဆီယမအကိုလာရောက်ပြီးတော့ဖန်စီခေါ်ဆောင်သွားပါတယ်ဆီယမအကိုဘာကြောင့် ဖန်စီခုံဆောင်သွားတာလေဘာအကြောင်းရကြောင်လဲဖန်စီခုံဆောင်သွားရလဲဆိုတော့ကိုအခုစိတ်ကြည့်လဲမသိရသေးပါဘူးလာဖန်တဲ့အချိန်မှာလဲဘာပြေးမှုနဲ့ဘာဝရမ်းမမပါပဲနဲ့ဥမာဒီတိုင်းဒီတိုင်းကိုအကြံဖတ်ပြီးတော့မှဖန်စီခုံဆောင်သွားတာဖြစ်ပါလေရှင်တေစာတာကကျတော့လူတယောက်ဖန်စီခုံဆောင်မယ်ဆိုလို့ရှိရင်ဝရမ်းပါမယ်ဆိုလို့ရှိရင်မှကျမတို့ဖန်စီခုံဆောင်ခွင့်ရှိပါမယ်ဝရမ်းမပါဘူးဆိုတော့မှကျမတို့တွေကပြည်သူလူထုတယောက်ကိုဖမ်းမယ်ပြည်သူလူထုတယောက်ဒီလိုမျိုးဒီလိုမျိုးတော်လရင်အတွက်ကိုတိုင်းပြည်အတွက်ကိုအများကြီးပြန်ပြီးတော့အကျိုးပြုနေတဲ့ CDN အကြောင်းဆရာဝန်မကြီးတယောက်ကိုကျမတို့ကပြန်ပြီးတော့မှ အပြည့်ရှိလို့ဖန်ဆီထိတ်သိမ်းမယ်ဆိုလို့ရှိရင်ကျမတို့တွေကအများနဲ့တတိထားရပါသေးတယ်ရှင်ကျမပြောချင်တာပေါ့နော်။ဒါလည်းဆိုတော့ဗီဒီယိုဖန်မှာပြောစားပုံရဆိုလို့ရှိရင်ဆီယမယူစကန်လိုက်ဖို့အတွက်ခေါ်ရတယ်ပေါ့နော်။ဆီယမရတော့မလိုက်နိုင်ဘူးပွင့်လင်းပဲအဲ့လိုဆိုတော့ပြောချင်တာရှင်းရှင်းလေးပဲတော်လင်းတက်ဖွဲ့အနေနဲ့ပြည်သူလူတယောက်ကိုဒီလိုမျိုး အကြောင်းအရာမရှိဘဲနဲ့စကန်းကိုဖန်စီခေါဆောင်သွားတာဖန်စီခေါဆောင်သွားတာမဟုတ်ဘဲနဲ့ခေါဆောင်နေဆိုကြတဲ့ဟိုကဒါဒီပြည်သူလူထုနဲ့ထိတ်လန့်မှုကတော့ရှင်းတာပေးကြပါပဲ။မင်းကင်းလိုမျိုးဒီတိုင်းဆန္ဒပြတာမကြသေးလို့ဆန္ဒပြရည်သူတော့မလွတ်ပေးတဲ့နေရာကအဖွဲ့အစည်းဆန္ဒပြတဲ့သူဖန်စီထိတ်သိမ်းထားပြီးတော့မလွတ်တဲ့အဖွဲ့အစည်းကနေပြီးတော့လာရောက်ခေါဆောင်လာဆိုလို့ရှိရင်ပြည်သူလူထုကတော့ပို့ပြီးတော့လက်မယ်ဆိုတာပို့ပြီးတော့သိကြပါတယ်။အားကြောင့်လို့လူမျိုးလှုပ်ဆောင်ခြင်းဒီဒါဒီဒီမိုကရေစီနည်းနဲ့လည်းမကိုက်ညီတဲ့ကိစ္စလည်းဖြစ်ပါတယ်။ အာသာမှုဆရာမကြီးကိုဖမ်းဆီးထားတာရော ပြီးလို့ရှိရင်အဲ့ဒီမိခင်ရွှေမျိုးကိစ္စမှာပတ်သက်ပြီးတော့အဲ့ဒီဆန္ဒပြတဲ့သူ၃ယောက်ကိုဖမ်းဆီးထိသိမ်းထားတာရောအ мян ဆုံးလွတ်ပြေးဖို့အတွက်ရယ်ပြီးလို့ရှိရင်တိကျဖြေရှင်းတဲ့ပွင့်လင်းမြင်သာတဲ့ဖြေရှင်းချက်တစ်ခုပေးဖို့အတွက်ကျမတို့တွေတောင်းဆိုဖို့လိုပါမယ်ရှင်။အာသာမှုအရင်ဦးဆုံးကျမတို့တွေမင်းကင်းဘက်ကပြည်သူလူထုကိုကျမတို့အကူအညီတောင်းချင်ပါတယ်။မင်းကင်းဘက်ကပြည်သူလူထုတွေရဲဘော်တွေတော်လှန်ရေးအစုအဖွဲ့တွေအနေနဲ့အမှန်တရားကို အရှိရှုပြီးတော့ပေါ့နော်ဒီမျိုးမတရားမှုတွေကိုမျက်ကွယ်မပြုကြဖို့အတွက်ကျမတို့အရင်ဆုံးတိုက်တွန်းစီမှာလေရှင်နော်အဲတော့မိခင်မကတက်စုတက်ဖွဲ့တွေတော်လိုင်းတက်ဖွဲ့တွေနဲ့လည်းအမှန်တရားကိုကျေစုပြုပြီးလက်ကင်ထားပြီးတော့မှအဲ့လိုမျိုးမတရားမြတ်တမှုတွေကိုလစ်လူမရှုကြပါနဲ့ရှင်ဒီမျိုးဆီမကြီးတွေခံနေရတဲ့ဟာတွေပြီးလို့ရှိရင်ဒီဆန္ဒပြတဲ့ပြည်သူတွေခံနေရတဲ့မတရားမှုတွေကို မတရားညှတာမှုတွေကိုလူလူမရှိကြပါနဲ့အားလုံးပဲဝန်ရံပေးကြဖို့ကျွန်မတို့တိုက်တွန်းပါတယ်အဲ့လိုမျိုးကျွန်မတို့တွေကဒီလိုမျိုးမတရားမြတ်တမှုကျွန်တော်တို့ဝန်ရံရဲမသွားရင်ကျွန်တော်တို့တွေကအဲ့လိုမတရားမြတ်တမှုကကျွန်တော်တို့စီကိုမရောက်လာမှာဖြစ်ပါတယ်ဒီလိုမျိုးသူများတွေကိုရှေ့မှာမတရားခံနေရတော့ကိုကကြည့်ရတာနဲ့တွေ့ရတာနဲ့မှကျွန်တော်တို့မပြောရဲမစူရဲသူတို့ဘက်မှာနေတော့မရက်တီရဲဘူးသူတို့ရှေ့အဲ့ဒီမတရားမြတ်တမှုကကျွန်တော်တို့စီကိုတနေ့မဟုတ်တနေ့ရောက်လာမှာအသေးစားပါပဲ အလားတူမီကင်းဘက်မှာရှိတဲ့ပြည်သူတွေရောရဲဘော်တွေအနေနဲ့လည်းအတိအញံပွင့်လင်ကြပါလို့ကျွန်မမာကျင်ပါတယ်။ကိုယ်အထက်လူကြီးကနေပြီးတော့ဒီဟာကိုသွားလောက်ခိုင်းတိုင်းခိုင်းတိုင်းဟိုမှာကိုဒီတရားမျှတမှုရှိတဲ့အမိတ်လားတရားမျှတမှုမရှိတဲ့အမိတ်လားဟိုမှာတေစာမစီစစ်မဝေဖက်မတုံ့တက်ပဲနေမှာမလောက်ကြဖို့အတွက်လည်းကျွန်မနေပြီးတော့မှတိုက်တွန်းချင်ပါတယ်။အားကြောင့်မီကင်းဘက်မှာရှိတဲ့ပြည်သူလူထုတွေရောကြံနေတဲ့အမှန်တရားကိုချစ်မြတ်နိုးပါတယ်ဆိုတဲ့တော်လင်ရေးအစုအဖွဲ့တွေအားလုံးကိုကျွန်မတောင်းဆိုချင်ပါတယ်။ဒီကိစ္စမှာဒီ case မှာဆီယမကြီးဘက်နဲ့လူမျိုးမတရားခံရတဲ့ပြည်သူလူထုတွေဘက်ကနေပြီးတော့ပွင့်လင်းမြင်တာတဲ့ ွာတခုပြဖို့အတွက်ကိုကျွန်မတို့တွေအလုပ်ဝိုင်းပြီးတော့တောင်းဆိုဖို့ရယ်ဝိုင်းပြီးတော့လိုအပ်လာပါကရက်တီဖို့ရယ်ကိုကျွန်မနေပြီးတော့မှဟိုဟာစတေဂျွန်လောက်ဖို့အတွက်ကိုအားလုံးကိုတိုက်တွန်းလိုက်ပါတယ်ရှင့်ဒီရေမင်းလေးပြုတ်သွားတာကတော့အခုနသတင်းမထွက်ခင်မှာသူဗီဒီယိုတင်ထားတယ်ထင်တယ်အခုကျွန်တော်ဖတ်ပေးတဲ့သတင်းကတော့ညံ့ပိုင်းမှာထုတ်ထားတဲ့သတင်းဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်မြင်ပြောရမယ်ဆိုရင်တော့ NUG တွေကတခုခုလောက်တော့မယ်ဆိုရင်တော့ပထမဆုံးသတင်းထုတ်ပြန်ဖို့လိုတယ်မဟုတ်ရင်ပြည်သူအများစုကအလွေးတွေနဲ့မြင်ကြတယ် တခုခုပြဿနာတက်ပြီးနောက်ပိုင်းမှာပဲသတင်းတွေထုတ်ပြန်တာကတော့တိတ်မိတ်ဘူးအခု PDF ရေးမီလေးပြုတ်သွားတာကတအားကောင်းတယ်ဒါပေမဲ့သူကမတိတဲလို့အဲ့လိုမျိုးပြောတာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီဗီဒီယိုကို share တဲ့လူတွေများလို့ကျွန်တော်ကတင်ဆက်တာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့တချို့ပြည်သူတွေက minkin PDF တွေကိုအပစ်မင်မဆိုးလို့ကျွန်တော်ကဒီဗီဒီယိုကိုတင်ထားတာဖြစ်ပါတယ်ညီမလေးပြုတ်သွားတာတအားကောင်းတယ်ဒါပေမဲ့ UNG တွေထုတ်ပြန်ထားတဲ့စာကို မတိသေးလို့မဖတ်သေးလို့အခုတို့ပြောတာဖြစ်ပါတယ်ဆိုတော့ကိုပြီးသူတွေတည်ဖို့တင်ပြတာဖြစ်ပါတယ်ဟုတ်ကဲ့ပါသူငယ်ချင်းတို့ဒီမိနစ်တင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများချစ်တင်ပါတယ်ကျမကြီးစိတ်ကြပါ I love you all God bless you all thank you for your time